ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆောင်မမေမျက်နှာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာဒီစံဖန်ကိုအပိနာဆင်နေကြတယ်ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမှန်တရားနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါလိမ့်ရှင်ဒီစံဖန်ပရိသတ်များရှင် မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပြရမယ့်မွေးနေ့ရှင်လေးကတော့ပြင်လွင့်မာနေတဲ့မမသူစာပဲဖြစ်ပါတယ်။ပြင်လွင့်မာနေတဲ့မမသူစာရဲ့မွေးနေ့အတွက်ကိုတော့ကုန်းချံကုန်းမာနေတဲ့မတ်သူစာကပောင်းရင်ဆုတောင်းပေးလာမယ်ဖြစ်ပါရှင်။ စဉ်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆွတောင်းစီစဉ်လေးမှာဒီတစ်ခါမှာထပ်မံမြောက်ဆူတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့ရန်ကုန်ရွှေပြည်သားမှနေတဲ့မောင်လေးထူးတစ်လွင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။မောင်လေးထူးတစ်လွင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ဆက်ရှင်နေပြည့်မွေးနေ့အတွက်ကိုတော့ရွှေပြည်သားမှနေတဲ့မမေတော်သဲဆူကပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ ိသတ်များရှင်ဒီနေ့အမှတ်တရနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးမှာဒီတစ်ခါမှာထပ်မံပြီးတော့စုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ပြုံးလင်းမာနေတဲ့မဆင်းဆင်းငယ်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။မဆင်းဆင်းငယ်ရဲ့ဒီနေ့မှရောင်းရှိလာတဲ့58နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မမေတော်မြမြတင်ညမစမလန်မောင်ချမ်းမောင်မောင်ညမအဖွေဤဖြိုးတို့ကနေပြီးတော့ပောင်းရီစုတောင်းပေးလာပဲဖြစ်ပါရှင်။ စံဖန်ရပြည်သက်တွေအားလုံးကိုမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကောင်းနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရှင်။ ီနေ့မတရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်မှာပါဝင်လာတဲ့သူကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေတဲ့မလှကြီးပဲဖြစ်ပါတယ်။မလှကြီးကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေတဲ့ဦးထွန်းနိုင်တဲ့ဒေါ်ထွေးညိုတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့၅နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့မှရောက်ရှိလာတဲ့မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုလည်းဆုတောင်းစကားလေးပြောပြထားပါသေးတယ်ဆုတောင်းစကားလေးကတော့မင်္ဂလာစနေမောင်နှံရာသက်ပံပေါင်းဖက်ရပါစေဆိုပြီးတော့ဆုတောင်းစကားလေးပြောပြထားမှာဖြစ်ပါရှင် Thank oh. you. ရင်ဖန်ပရိသတ်များရှင်မတရားနေ့စီစဉ်ကိုတော့ချောအတင်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်ပရိသတ်ကြီးကမတရားနေ့စီစဉ်ကနေပြီးတော့ဝင်းနေရှင်နေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံနေအားလုံးအတွက်ကိုစုမော့စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့တစရင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်တနင်္ဂနွေနေ့နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်တစရင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639နဲ့အတူတူ ။ဒဇယန်ဖန်နာဒိမတ် YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင် တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ဒီနေ့မတရားနေ့အစီအစဉ်ကနေပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါရှင်။